နှစ်သုံးချိုးပဲမောင်းနေနိုင်တဲ့ Elito ဆိုင်ငယ်ထဲမှာဒုက္ခရတီးရပဲဆိုင်ငယ်ကဒါ Lamborghini တန်းတော့ပေါင်းပြီးတော့ထထုတ်ထားပါလေ90ခုနှစ်မှာနမကြီးဆိုင်ရဲ့ရှိုးတစ်ခုဖြစ်တဲ့ EICMA မှာဒူဂါရီတီးယားပဲဆိုင်ရယ်ကိုစပြီးတော့ထုတ်လုပ်ပြသခဲ့ပါတယ် ်2019ခုနှစ်မှာ HDR ပဲဆိုတော့ version ကိုထပ်မံထုတ်လုပ်ခဲ့ပါတယ်2020မှာတော့ Lamborghini နဲ့ပေါင်းပြီး Diablo Lamborghini ကို CE 630 limited ထုတ်လုပ်ပြီးတော့တကဘာလုံးကိုဖျက်ချီခဲ့ပါတယ်1960 V4 engine ကိုအသုံးပြုထားပြီးမြင်းကောင်ရင်အား190ဝန်းကျင်ထိထွက်လွတ်ပေးနိုင်ပါတယ်။0 100 km ကို1.5စက္ကန့်လွဲတိထုံနိုင်တဲ့129 Nm အထိရှိပါတယ်။ ABS brakes နဲ့ power launch, quick shifter, traction control နဲ့ electronic system များသာပါဝင်ပါတယ်။ 2025ဒူဂါတီတရားပဲဆိုင်ခဲ့စီက3000ဝန်းကျင်ရှိမှဖြစ်ပါတယ်။ဒါအရင်9နှစ်ကျော်လောက်က brand new ကို3300ဝန်းကျင်နဲ့ရရှိခဲ့ပါတယ်။ Mitsubishi အနေနဲ့ဒီဇိုင်းရောဘယ်လိုမြင်ပါလဲ။ဒါလည်းပစံရှိတကယ်လို့ရှိရင်ဒီဇိုင်းရောဝယ်ပြင်မလား။အခြားဘယ်ဇိုင်းရောဝယ်ပြင်မလဲဆိုတာ comment မှာပြောပေးခဲ့ကြပါဦးခင်ဗျာ။